Hamasa Gazama Izwe dezakante uye jo longo tamen lobyang pike bare. Izwe ga Hamas ma lobyang pike bire nao chachi ni ma Gaza dwe dezakante uye jo longo lakan yasi che chong pyo su ke bare. To jo longo Izwe sita ten lobyang pike bire uye proto sisi mu pilo yan po song ke bire atau tago di pyo yan piti. Hamas ha Palestine jo long mya ne ဖလဲယံအစ္စရေးတစက္ကန့်ရုပ်လောင်းများကိုထပ်မံလွှတ်ပြောင်းပေးနေပါသည်။ဤဒီမှာအမေရိကန်ဖျက်ဖြေထားသောဂါဇာအပြစ်ခံရဆက်ရေးသဘောတူညီချက်၏ပထမဆင့်တစ်စိတ်ပိုင်းဖြစ်ပါလေ။တစက္ကန့်စနစ်ဦးရဲ့ရုပ်အလောင်းများခုအချိန်ထိပြန်လည်မရယူရသေးပါ။ဂျော်ဒန်မြို့တော်မှတရင်များအရဂါဇာတွင်အီဂျစ်နီးပညာအဖွဲ့ရှိနေမှုသည်ပြန်လည်ရယူရင်းလုပ်ငန်းစဉ်ကိုကူညီခဲ့သည်။ဒါပေမဲ့အစ္စရေးအစိုးရကအဂျာဇီရာကိုအစ္စရေးတွင် တည်င်းထုတ်လွှင့်ခြင်းမှပြိပင်ထားတဲ့အတွက်ကြောင့်တည်င်းအချက်လက်များကန့်တတာရရှိနေပါသည်ဆပ်ဖွေနေပြန်လာရရှိရင်ကြိုးပမ်းမှုရပ်ပေါင်းများစွာပြီးတဲ့နောက်အီဂျစ်အဖွဲ့များလေးလံတဲ့စစ်ကိရိယာနဲ့ချက်ချင်းနီနိုင်ငံတကာကော်မတီရဲ့အကူအညီနဲ့ဟာမတ်စ်ကအစ္စရေးဒါကြောင့်ဦးရရုပ်လောင်းတစ်ခုကိုလွှတ်တော်နိုင်ခဲ့ပါတယ်။အစ္စရေးကဟမတ်စ်ကိုရုပ်လောင်းများကိုလင်းမြောက်စွာမပေးပြန်မပေးခြင်းကိုဆွဆွဲထားပါတယ်။၎င်းတို့က ဟာမတ်စ်ဒီစစ်ပွဲနနစ်ချာတည်ဆုံခဲ့တော့တစ္ဆကံရုပ်လောင်းများကိုလွှဲပြောင်းရာတွင်အလွန်နေကွင်းနေသည်ဟုဆိုသည်ဒါပေမဲ့ဟာမတ်စ်ကတုံ့ပြန်ခဲ့ရင်မှလုပ်ငန်းစဉ်သည်ဂါဇာတွင်ကြီးမားတဲ့ပြစီမှုကြောင့်နေကွင်းနေခြင်းဖြစ်သည်နိုင်ငံနေရာနဲ့တန်ချင်တပ်ပေါင်းများစွာရှိတဲ့ပြိုကျပြစီတွေရှိနေတယ်၎င်းတို့ကဤလုပ်ငန်းကိုအချိန်ရမည်ဟုဆိုခဲ့ပါတယ်အမေရိကန်အထူးကြီးကလည်းဤချက်ကိုသဘောတူပြီးအမေရိကန်ကဟာမတ်စ်ကိုပုံမြန်စီလို့ဒီဒါပေမဲ့အပြစ်ခံရစရစ်စလက်တီစီနီယာ တေချာစီလိုသည်ဤဒီကတင်းမာမှုကိုဖန်တီးခဲ့သည်အကြောင်းမှာဣဇရေလတွင်များစွာသောခေါင်းဆောင်တွေကပေဒီပခပုံမဆိုးဝါးခြင်းနဲ့လက်စားချင်မှုအကြောင်းဆက်လက်ပြောဆိုနေကြပြီးစစ်ရေးလောက်ရအတိတ်မဆက်တင်ရသေးပါလို့ပြောပါတယ်ယခုချိန်တွင်ရုပ်လောင်းတစ်ခုကိုလွှတ်ပြောင်းပေးခဲ့ပြီးနောက်ထပ်12ခုကဂါဇာတွင် ရှိကျန်ရှိနေဆဲဖြစ်ပါတယ်ပြေခါရစစ်ရေးကဆက်လက်တည်ရှိနေဆဲဖြစ်တယ်တစ်ချိန်တည်းမှာပဲအာမတ်ကပြောကြားခဲ့တာကတော့ ကြံရှိတဲ့ရုပ်လောင်းတွေကိုရှာဖွေမှုနဲ့ပြန်ရယူခြင်းဟာဂါဇာမှာကြီးမားတဲ့ပြည်စစ်မှုတွေကြောင့်အလွန်အချိန်များစွာယူရမယ်လို့ဆိုပါတယ်ဂါဇာမြို့မှာမက်ဆေ့ကတော့ဤဒီမှာဂမ်နော်တရှောက်တည်ဆုံခဲ့တဲ့တစခန်ရုပ်လောင်းတွေကိုရှာဖွေမှုနဲ့ပြန်လည်ပို့ဆောင်ရန်ဆက်လက်ကြိုးပမ်းတဲ့လုပ်ငန်းစဉ်ရဲ့တစ်စီတစ်ပိုင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ရှာဖွေလုပ်ငန်းတွေကလည်းလွန်ခက်ခဲပါတယ်မြေပြင်အခြေအနေရောလည်းဆိုးဝါးလုံးပါတယ်ရောက်ွက်တစ်ခုလုံးဖုံးမှုများနဲ့အပြစ်စီဖို့ပုံများဖြင့် ြင်းထန်နေပါတယ်။သူကကြံစည်နေတဲ့ရုပ်လောင်းတွေကိုရှာဖွေရန်ကာဇာတို့လေးလံတဲ့စကီယာတွေနဲ့ပစ္စည်းတွေပုံမခွင့်ပြုရန်လိုအားကြောင်းဆိုပါတယ်။အခုချိန်မှာထရက်ကနဲ့ဘူဒိုဇာနဲ့ငယ်တာလှုပ်ဆောင်နေတော့လဲ၎င်းကမလုံလောက်ပါဘူး။ပျက်စီးမှုကလုံကြီးပါပြီးစိတ်ကူးရင်ရန်ခက်ခဲလွန်ပါတယ်။အချို့နေရာများတွင်ပျက်စီးနေတဲ့ရက်ွက်များကိုနိုင်ပြောင်းများစွာဆောက်လမ်းရပါတယ်။တွန်ညာမှာနေထိုင်ရခစားဦးတစ်ခုစီကိုပုံမနဲ့ပျက်စီးဖြစ်ဆော့ချနေရခင်ရပါတယ်။ အဲ့ဒီအတွက်ကြောင့်မြေပြင်ပေါ်မှာလုပ်ငန်းကိုဆက်လက်လုပ်ဆောင်ရအောင်အလွန်ခက်ခဲပါတယ်။လေးလံတဲ့စက်ကရီယာထပ်ကနဲ့သူ့ပေါ်ဆက်တွေကိုအရေးတကြီးလိုအပ်နေပါတယ်။ဒိုချပြည့်စည်ရှင်လင်းလမ်းများရှင်းလင်းမှုနဲ့စာဖွေရေးအဖွဲ့များကိုချုံးမွေးလုံခြုံစွာရှင်းနိုင်ရန်ခွင့်ပြုရန်ကြာရှိနေတဲ့ရုပ်လောင်းတွေကိုဆက်လက်ပြင်ယူရမှာဖြစ်ပါတယ်။